ငလီပေးကြုံခဲ့ရပေမယ့်နှလုံးရောဂါဒေဖွားကိုကယ်ထုတ်နိုင်ခဲ့တဲ့ဆေကျော်သိန်းညီမတို့အားလုံးပဲမင်္ဂလာပါရှင်။ဒေဆလီပေးနျူပေးကနေပြန်လည်ကြားကြိုဆိုလိုက်ပါရစေ။ မလာ၂၈ရက်နေ့ကလှုပ်ခဲ့တဲ့ငယ်လင်ဟာမိနစ်ပိုင်းခန့်သာကြာမြင့်ပေမယ့်ပျက်စီးဆုံးရှုံးမှုတွေများစွာရှိခဲ့ပါရင်ငယ်လင်ဘေးကြောင့်ကွယ်လွန်သွားသူတွေလည်းများစွာရှိသလိုအသက်ဘေးကနေလွတ်မြောက်လာသူတွေလည်းရှိပါရင်အသက်၁၆နှစ်အရွယ်နေ၁၃နှစ်အရွယ်ညီမနှစ်ယောက်ကငယ်လင်လုတဲ့အချိန်မှာနှလုံးရောဂါတွေဖွာနေတူအိမ်မှာကျန်ခဲ့ပါရင်အဖွာကအသက်၈၅နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့နှလုံးရောဂါကိုခံစားနေရသူပါငယ်လင်မလုတ်ခင်မှာမိဘတွေကအပြင်သွားနေပြီးမိဖွာ၃ယောက်က၆လမှာကျန်ခဲ့ကြပါရင် ပထမငယ်လင်းစားလုပ်တဲ့အချိန်မှာပဲ85နှစ်ရဲ့အဖွားရဲ့အခန်းနေရန်ကပြိုကျသွားခဲ့ပါရီညီမနှစ်ယောက်ကအဖွားရဲ့ခန်းတကားကိုတွန်းကန်ပြီးတော့ဖွင့်ပြီးရဲ့နောက်မှာ၃ရောင်လုံးဆင်းပြေးကြပါရီအချိန်မှာပဲအောက်ဆုံးစာအုပ်ကပြိုကျသွားခဲ့ရပါရီညီမနှစ်ယောက်ကဖုန်းနဲ့ဆက်သွယ်လို့ရအောင်ဖုန်းနဲ့လည်းယူလာခဲ့ကြပေမဲ့လည်းအစာအုပ်ပြိုကျသွားတဲ့အချိန်မှာတော့မောင်မေဘီတောင်းနေတောင်းမမြင်ရတော့ပါဘူးခနာကိုပေါ်မှာလေးကြောက်တုံးနေပြီနေလို့ချွတ်လို့လည်းမရတော့ပါဘူး နိုင်ကြမြင်လာချိန်မှာစိတ်ကိုလျှော့လိုက်ကြပါတော့ဒီညီမနယောက်ကပါလာတဲ့ဖုန်းလေးနဲ့မှတ်တမ်းတင်ထားပြီးတော့အကယ်၍များ၃ရောက်လုံးမရှင်နိုင်တော့ရင်ဒီဖုန်းလေးတွေရှာတွေ့နိုင်အောင်လော်ရီလေးဖြည့်ထားခဲ့ကြပါပြီ။ကဲဆယ်ရွေးတွေကလျှောက်လာပြီးတော့ရေနဲ့တူတစ်ချောင်းပေးဖို့အတွက်တောင်းနဲ့တန်ကြားလိုက်ရပါပြီ။ ကျောက်ခဲတွေကိုဖယင်းနဲ့ကဲဆေးသမားတယောက်ကျန်တဲ့တူကိုတွေ့လိုက်တာကြောင့်အဲ့တူနေပဲကျောက်တုံးတွေကိုထုခွဲပြီးတော့လူတကိုစာပွင့်ထွက်သွားပါတော့ရီအချိန်မှဘွားကလည်းအမောဖောက်နေရကြောင်းပြင်းများတစ်ချက်ကိုချိုးပြီးတော့ရက်ခက်ပေးခဲ့တယ်လို့ဆိုပါရီနောက်ဆုံးမှာတော့အပေါက်ကျင်းတွေကလည်းမြေဖွားသုံးယောက်လုံးလွတ်မြောက်လာခဲ့ပါရီ အသက်16နှစ်နဲ့73နှစ်ညီမနှစ်ယောက်ကကေဆင်ရင်ကိုမဆောင်မင်းနဲ့ကိုရိုင်းထွက်ပေါက်ရှာနိုင်ခဲ့တယ်လို့အသက်85နှစ်ရဲ့ဖွားကိုလည်းကဲတင်နိုင်ခဲ့ပါတယ်။ငယ်နေပြီမှာကွယ်လွန်သွားခဲ့ရသူတွေများစွာရှိပြီးမိဖွားသုံးယောက်ကတော့ဆွဲမလျှော်ဘဲနဲ့ပြင်ထွက်နိုင်အောင်ကြိုးစားနိုင်ခဲ့ကြပါတယ်။ဒီမှာပြတဲ့နိုင်ငံလင်းပေးကြောင်းတက်ရွယ်ကြီးသူတွေတောင်မှဘာလို့လုပ်လို့ရမယ်မသိတော့တဲ့အချိန်မှာအသက်16နှစ်ရွယ်နဲ့73နှစ်ရွယ်မိန်းကလေးနှစ်ယောက်ကစိတ်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ဖုန်းကိုလည်းယူလာနိုင်ခဲ့ပါပြီ။အမောင်နဲ့မှအသက်ရှိပေါက်တောင်မှမရှိဘဲပြိမိနေပေမဲ့ထွက်ပေါက်လေးတစ်ခုရှာအောင်ရှိတဲ့ပစ္စည်းလေးနဲ့ပ ဖောက်ထွက်လာနိုင်နေဆွဲကလည်းအရှမ်းကြီးမားပါရီဒီဖြစ်ချက်ကိုဖခင်ဖြစ်သူကအားလုံးသိအောင်ဖခင်ဖြစ်သူကရေးသားထားခဲ့ပါရီစိတ်တဲ့ကြံ့ခိုင်စွာနဲ့ဖြစ်တမ်းပေးခဲ့ကြတဲ့အသက်85နှစ်ရွယ်မိခင်ကြီးနဲ့တမီးနှယောက်ကိုလည်းဖခင်ဖြစ်သူကအရန်ကျေးဇူးတင်နေတယ်လို့ဆွဲမလျှော့ဘဲနဲ့မိုးလင်းတဲ့အထိကူညီဆောင်ရွက်ပေးခဲ့တဲ့ကဲဆေးရဲတင်းကြီးကိုလည်းကျေးဇူးတင်နေပါရီ အသက်ငယ်ပေမဲ့လည်းစိတ်သက်ခိုင်မာသလိုဆွဲလဲမလျှော်တာကြောင့်မြေဖွား၃ယောက်လොမြောက်လာခဲ့တဲ့အကြောင်းအရာကတော့အမောင်နဲ့မှအလင်းတစ်ခုရှာသွားသလိုဝမ်းသာစရာဖြစ်သွားခဲ့ပါရင်ငယ်နေပေမှာအသက်ဆုံးရှုံးသွားသူတွေလည်းရှိပြီးတော့ပိတ်မိနေသူတွေလည်းအခုထိဆွဲမလျှော်ဘဲနဲ့ကဲတင်နေသေးပါဒီငယ်လေးပဲကြာမိနစ်ပိုင်းလောက်သာကြာမြင့်သွားပေမဲ့ အချို့သောမိသားစုတွေကိုတကွဲတပြားဖြစ်စေခဲ့ပါရင်အစာအုပ်တွေကြားထဲမှာပိတ်မိနေသူတွေလည်းအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါရင်ကြိရှိပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အပင်းနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းတဘာဝဘေးအန္တရာယ်ကြီးမှလွတ်ကင်းပြီးတော့ကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။